ဇိမ်ခံကားထဲမှာသခိုးတွေကိုပေးမိအောင်ထောင်ချောက်ဆင်ပြီးတော့အစာမကြွေးပဲထားတဲ့ဆရာဝန် ဇလန်ရဲ့အစမှာတော့နယူးယောက်မှာအဒီတယောက်သူ့ဘဏ်ကားကိုဝက်ရှော့ကနေပြန်ယူဖို့ကြိုးစားခဲ့ပေမဲ့သူချေးလာတဲ့ပတ်စံကငွေပေးချေဖို့မလောက်ပဲဖြစ်နေခဲ့ပါတယ်။အဲဒီချိန်မှာပဲသူသမီးစာရာကသူ့စီကိုဖုန်းခေါ်ခဲ့ပေမဲ့သူကဆက်ပြင်စရာနဲ့စကားများနေတော့မကင်ခဲ့ပါဘူး။အဲဒီကသူသမီးကိုကြောင်းပူကြောင်းကျိုးဖို့ရယ် delivery လိုက်ပို့ဖို့ရယ်အတွက်ဘဏ်ကားကိုလိုတဲ့အကြောင်းရှင်းပြခဲ့ပေမဲ့လည်းဆက်ပြင်စရာကမသိချင်အောင်ပဲစောင့်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့သူ့ယင်မိမကအဒီစီကိုဖုန်းခေါ်ပြီးတော့စာရာကကြောင်းမှာစောင့်နေတဲ့အကြောင်းအော်ဟစ်ပြောဆိုခဲ့ပါတယ်။အဲဒီကသူသမီးကိုဘယ်တော့မှဦးစားမပေးတဲ့အကြောင်းသူကပြောကဖုံးချသွားခဲ့ပြီး ြေကွဲနေတဲ့အဲဒီကလည်းဇပွဲပေါ်ကပတ်စံအိတ်ကိုတတိထားမိခဲ့ပါတယ်သူကစက်ပြင်စရာကိုရန်စားတော့ဇပွဲထီကိုတွန်းထုတ်ခံခဲ့ရပြီးတော့ဘသူမှတတိမထားမိလိုက်ဖဲနဲ့ပတ်စံအိတ်ကိုလည်းခိုးနိုင်ခဲ့ပါတယ် ူကထွက်လာခဲ့ပြီးတော့ပစံကြီးထဲကိုကြည့်တော့နည်းနည်းပဲရှိတဲ့အတွက်စိတ်ပြက်သွားခဲ့ပါတယ်။ဒီနောက်မှာသူကလမ်းမပေါ်ကိုရောက်တော့ခိုးဖို့ပတ်ကြည့်ခဲ့ပေမဲ့အဆင်မပြေတဲ့အတွက်တောက်ခွင့်ထားမလားဆိုတဲ့စိတ်ကူးနဲ့ကားလက်ကင်တွေကိုဆွဲဖွင့်ကြည့်ခဲ့ပါတယ်။ကားတစ်စီးတည်းကခွေးတစ်ကောင်ကဟွန်လိုက်တဲ့ခါမှာတော့အဲဒီကလန်သွားခဲ့ပေမဲ့လေသူကခွေးနဲ့ရင်းနှီးသွားကရေတိုက်ခဲ့ပါတယ်။သူကတငယ်ချင်းတွေစီကိုဖုံးစက်ကပတ်စံချေးခဲ့ပေမဲ့ဘသူကမှမကူညီခဲ့ပဲနဲ့စူချင်းမပေါက်တဲ့ဒီလက်မှတ်တွေဝယ်တာကလည်းအလုံးမဖြစ်ခဲ့ပါဘူး။နောက်တစ်ခါမှာတော့ဆာရာကအက်ဒီကိုဖုန်းခေါ်ခဲ့ပြီးတော့သူ့ကိုစွန့်ပစ်ခဲ့ပေမဲ့ချက်နေသေးဖြစ်တဲ့အကြောင်းပြောခဲ့ပါတယ် ဘုံပြောပြီးသွားတော့အဒီကဈေးကြီးတဲ့ SUV ကားတစ်စီးရပ်ထားတာကိုတွေ့ကတကားဖွင့်ကြည့်လိုက်တော့ပွင့်သွားတဲ့အတွက်အံ့ဩသွားခဲ့ပါတယ်။သူကချက်ချင်းပဲအထဲကိုဝင်ပြီးတော့တံပိုးကြီးပစ္စည်းတွေကိုရှာခဲ့ပေမဲ့နေကမျက်မှန်တစ်လက်ပဲတွေ့ခဲ့ရပြီးတော့လူတယောက်ကဖျက်ချောက်သွားတဲ့အခါမှာတော့တစ်ဖက်ကိုလှမ်းကြည့်ကမျက်နှာကိုကွယ်ထားခဲ့ရပါတယ်။ခိုးဖို့လည်းဘာမှမရှိတဲ့အခါမှာတော့အဒီတယောက်ထွက်သွားမဲ့အချိန်မှာပဲတကားကသူ့အသူပိတ်သွားပြီးတော့တော့ပိတ်သွားတာကိုသိသွားခဲ့ပါတယ်။အဲဒီတော့သူကအလောတကြီးနဲ့တခြားတကားတွေကိုတွန်းဖွင့်ခဲ့ပေမဲ့လည်းအတူတူပဲဖြစ်နေခဲ့ပါတယ်။ နောက်ထပ်လူတစ်ယောက်ဖြတ်သွားတဲ့အခါမှာတော့သူကမျက်နှာကိုကွယ်ထားခဲ့ပြီးတော့ကားမှန်တွေကိုကန်ခဲ့ပေမဲ့လည်းချက်ရအောင်မထင်ခဲ့ပါဘူး။အဲဒီနောက်ရုတ်တရက် dashboard ပေါ်ကနေ tablet ကိုဖုန်းကင်ပါဆိုပြီးတော့ဖုန်းတကောဝင်လာတော့အဲဒီကဂယူမဆိုင်ခေဘက်နဲ့လိုလန်းကိုပဲဆက်ရှာနေကကားရေကလျှက်ဝက်ကင်မရာကနေလူတစ်ယောက်ကသူ့ကိုကြည့်နေတာကိုတော့သတိမထားမိခဲ့ပါဘူး။ဒီနောက်မှာတော့သူကကွာရှင်တချောင်းကိုရှာတွေ့သွားခဲ့ပြီးတော့ brain box ကိုရိုက်ခွဲခဲ့ပေမဲ့လည်းမကွဲတော့အံ့ဩနေခဲ့ပါတယ်။ဖုန်းကြသွားတဲ့အခါမှာတော့အဲဒီတယောက်တကားပေါင်ကိုဖျက်ကလက်နိုက်ခဲ့ပေမဲ့သူ့လက်ပဲတန်ရာရသွားခဲ့ပါတယ်။ ခဏကြာတော့ဖုန်းထက်လာခဲ့ပေမဲ့အဒီကလက်လျူရှုကတကားဖွင့်ဖို့ပဲကြိုးစားခဲ့ပါလေသူကသူ့ဖုန်းနဲ့ဆက်ကြည့်ခဲ့ပေမဲ့တိုင်ပြောင်းနေခဲ့ပြီးတော့ရွေးချယ်စရာမရှိတော့တဲ့အတွက်သူ့ဖုန်းကင်လိုက်ကကားပိုင်ရှင်ဝီလျံနဲ့ပြောခဲ့ရပါလေအဒီကသူ့ကိုဆဲကထွက်သွားခွင့်ပေးဖို့ပြောခဲ့ပေမဲ့ဝီလျံကရဲလိုက်ပြီးတော့ထိုင်ကုန်ကနေတက်လန်အောင်လုပ်ခဲ့ပါလေသူကားက6ခါလောက်ဖြည့်ဆည်းခံခဲ့ရတဲ့အတွက်လူတယောက်လိုတုံ့ပြန်နိုင်တဲ့အထူးလုံယုံရင်အချက်ပြစနစ်ကိုထည့်သွင်းထားတဲ့ကြောင်းဝီလျံကရှင်းပြလိုက်တော့ကြောက်သွားတဲ့အဒီကအိတ်ထဲကတနတ်ထုတ်က brain bomb မှန်ကိုပြစ်ခဲ့ပေမဲ့လေကြီးကမှန်ဖြစ်နေတော့ပြန်ကန်ပြီးတော့သူ့ချစ်တော်ကိုပဲမှန်သွားခဲ့ပါလေ ဲဒီချိန်မှာပဲမိမတယောက်ကအနားမှာကားလာရက်တော့အဲဒီကအကူကြီးတောင်းခဲ့ပေမဲ့မှန်တွေကအလုံးပိတ်ဖြစ်နေတဲ့အတွက်အဲဒီမိမကမှန်ကြည့်ပြီးတော့ပဲထွက်သွားခဲ့ပါတယ်အဲဒီခြေောက်ကသွေးတွေအများကြီးထွက်နေခဲ့ပေမဲ့ဝီလျံကလူနာတင်ရင်မခေါ်ပေးဘဲနဲ့ကိုယ့်ဘာသာကိုယ်ဆရာဝန်လုပ်ခိုင်းခဲ့ပါတယ်အဲဒီတယောက်သူ့ဖုန်းနဲ့နောက်ထပ်ခေါ်ကြည့်တော့ဝီလျံကသူ့ကားထဲမှာဖုန်းလိုင်းတွေဖြတ်တောက်ထားတဲ့ကြောင်ပြောခဲ့ပါတယ်သူ့ဖက်နဲ့ကြိုးကိုခြေောက်မှာစီးထားခဲ့ပေမဲ့သွေးတွေဇက်တိုက်ထွက်နေခဲ့ပြီးတော့ဝီလျံကလည်းသူ့ကိုတက်လန့်အောင်လုပ်နေတဲ့အတွက်သွေးတွေဆုံးရှုံးထားတဲ့အဲဒီကသတိလည်သွားခဲ့ပါတယ်သူတို့လာတဲ့အချိန်မှာတော့ညောင်ရောက်နေခဲ့ပြီးတော့မိုးတွေလည်းရွာနေကာ ူလည်းနဲ့သူခြေောက်ကဒံယာတွေကပတ်တီးစီးထားတာကိုမြင်ပြီးတော့တုံ့လို့သွားခဲ့ပါတယ် ဒီနောက်မှာတော့သူကစားဖို့အတွက်သူ့အိတ်ထဲကိုနှိုက်ကြည့်ခဲ့ပေမဲ့ရေဘူးရောမုန်းထုတ်ပါပျောက်သွားခဲ့ပါတယ်နောက်တစ်ရက်မနေ့မှာတော့ဝီလျံက IDC ကိုဖုန်းခေါ်ခဲ့ပြီးတော့သူ့ဘဝအကြောင်းပြောပြတော့အဒီကဒေါသထွက်သွားကဝီလျံကသူ့ကိုတတ်လိုက်အောင်ထတ်လို့ရင်းနဲ့အဲကုန်းဖွင့်ပေးပြီးတော့တခြင်းမှာဖွင့်ပေးခဲ့ပါတယ်အစားတော့အဒီကတခြင်းနားထောင်ရတာဘန်းပြည်တယ်လို့ထင်ခဲ့ပေမဲ့လေနိုင်ပိုင်းလောက်တပုတ်သေးကိုပဲဇက်တိုက်နားထောင်နေရတော့ယူကျင်သလိုလိုပါဖြစ်လာခဲ့ရပါတယ်အဲဒီညမှာတော့သူကတော်တော်လေးအေးလာတဲ့အတွက်ထိုင်ကုန်းဖုန်းတွေကိုဆောင်လုပ်ခြုံခဲ့ရပါတယ်ဝီလျံကဖုန်းတက်ခေါ်တော့အဒီကတောင်းပန်ခဲ့ပြီးတော့ထပ်မရိုင်းဘူးလို့ကြေပေးတဲ့အချိန်မှာ ဝီလျံကအဲကွန်းပိတ်ပေးခဲ့ပေမဲ့လည်းထွက်သွားခွင့်တော့မပေးခဲ့ပါဘူး။နောက်တစ်ရမနက်မှာတော့အက်ဒီကဂျီဘလင်းအလို့ထဲမှာတိပောက်ခဲ့ရပြီးတော့လော်လန်းရှာဖို့ကားကိုဖြစ်စည်းခဲ့ပေမဲ့လည်းအလုံးမဖြစ်ခဲ့ပါဘူး။ဝီလျံကဖုံးတက်ခေါ်တဲ့အခါမှာတော့တရားရုံးကပေါ်စည်းကနေကားကိုကြည့်နေတာကိုဝီလျံကသတိထားမိသွားခဲ့ပြီးဝီလျံနဲ့စကားပြောနေတော့အက်ဒီကမခန့်သလိုပြောလိုက်ပြီးတော့တက်လက်အောင်လှုပ်ခံခဲ့ရပါတယ်။ဒါမဲ့လည်းအက်ဒီကသူသာတည်သွားမယ်ဆိုရင်တော့ဝီလျံလည်းဒုက္ခရောက်မယ်အကြောင်းထောက်ပြကား သူကဘယ်တော့မှလူမသက်ဘူးတဲ့အကြောင်းနဲ့တနတ်ကကိုကိုကိုကာကွယ်ဖို့အတွက်ပဲဖြစ်ကြောင်းပြောခဲ့ပါတယ်။ဒါမှမဟုတ်လေဝီလျံကဂယူးမဆိုင်ပဲနဲ့ယဲရီကလည်းအသုံးမချတဲ့အတွက်အက်ဒီကအဖမ်းမခံရကြောင်းပြောခဲ့ပါတယ်။ဝီလျံကကင်စာဖြစ်နေပြီးလေးလာပဲတက်ရှင်ရတော့မှဖြစ်တဲ့အတွက်အပြောင်းလဲလုပ်ချင်တာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။စနစ်ကတည်တည်တသားလုံးမလုံးတဲ့အတွက်သူကတရားမျှတမှုကိုကိုယ်ပသာရှာခဲ့ရပြီးတော့အဲ့ဒီမှတန်းကိုစစ်ဆေးခြင်းတဲ့အတွက် Social Security နံပါတ်ကိုမေးခဲ့ပါတယ်။ ဒါကသာအက်ဒီရဲ့ပထမဆုံးယာဆွဲမှုဆိုရင်သူကတက်ညာမှုပေးမှဖြစ်ပြီးတော့အက်ဒီမှာသာယာဆွဲမှုမတန်းရှိတယ်ဆိုရင်တော့တခြားနိုင်ငံတွေမှာသကိုးတွေကိုအပြစ်ပေးသလိုမျိုးအက်ဒီလက်ချောင်းတွေကိုဖျက်ပြစ်မှာပဲဖြစ်ပါတယ်။အက်ဒီကတော့ဝီလျံတို့လိုလူချမ်းသာတွေကကြီးကြီးတက်ချမ်းသာနေချိန်မှာစနစ်ကသူတို့ကိုအလုပ်တစ်ခုတောင်မပေးနိုင်တဲ့အတွက်ရွေးချယ်စရာမရှိဘဲနဲ့ခွေးရတာဖြစ်ကြောင်းပြောကာနံပါတ်မပေးဘဲနဲ့ငင်းဆန်ခဲ့ပါတယ်။ ခြေနဲ့မသွားတဲ့ William ကတော့ဖုံးကြကာတခြင်းထပ်ဖွင့်ပေးခဲ့ပြီးတော့ညနေရောက်တဲ့အခါမှာတော့ကားရဲကအပူချိန်ကမြင့်လာတဲ့အတွက် Eddie ကအင်ဂျင်ပါချုပ်ပစ်ခဲ့ရပါတယ်။အပြင်ဘက်မှာယွာနေတဲ့မိုးကသူ့ကိုပြောင်းနေသလိုခံစားခဲ့ရပြီးတော့သူသေးသူပြန်တော့ဖို့စဉ်းစားခဲ့ပေမဲ့လည်းသူကမတော့နိုင်ခဲ့ပါဘူး။ William ကသူ့စီကိုဖုံးဆက်ကနံပါတ်ပေးရင်အပူချိန်လျှော်ပေးပြီးတော့ရေပေးမယ်လို့ကန့်လန့်တော့ Eddie ကလည်းရွေးချယ်စရာမရှိတော့ဘဲနဲ့လက်ခံခဲ့ရပါတယ်။ William တယောက်နံပါတ်ရသွားတဲ့အခါမှာတော့အပူချိန်လျှော်ပေးလိုက်ပြီးတော့ Eddie တန်ရာလေးလာကုပေးနေတော့က ထိုင်ကုန်အော့မှာရေပူတပူဖွက်ထားခဲ့တဲ့အကြောင်းကိုလည်းပြောခဲ့ပါတယ်။ဒီနောက်မှာတော့ရေတပူလုံးကိုတကြိုက်တည်းမောတော့ပြီးတော့အေဒီကအိတ်ဖို့ကြိုးစားခဲ့ပေမဲ့လည်းသူအင်ဂျင်အိတ်ကတည်းကတကူးကူးကြောင့်မသက်မသာဖြစ်နေခဲ့ပါတယ်။သူကထိုးကြည့်လိုက်တဲ့အခါမှာတော့စောစောကဝဲခဲ့တဲ့ဒီလက်မှတ်တွေဖြစ်နေခဲ့ပြီးတော့ခဲမချေရသေးတဲ့တခုလည်းကြံနေခဲ့ပါတယ်။သူကခဲချေကြည့်လိုက်တဲ့အခါမှာတော့သူလိုနေတဲ့ပတ်စံစုကြီးပေါက်မှန်တိသွားကရင်နေခဲ့ပါတယ်။ ်ဝီလျံကဖုန်းခေါ်ပြီးတော့ဘာဖြစ်လို့လဲလို့မေးလိုက်တော့အဲဒီကချိုချိုတတလေးနဲ့တောင်းမန်ကအစားတောက်ပေးဖို့ပဲပြောခဲ့ပါတယ်အဲဒီကဆေးရစမုံမန်တီးသွားတော့ဝီလျံကအန်ကွယ်ထဲကမုံထုတ်ကိုထုတ်ပေးခဲ့ပါတယ်အဲဒီတယောက်လည်းချက်ချင်းပဲမိုးတို့ကိုယူလိုက်ပြီးတော့မပိတ်ခင်ကလုတ်တစ်ခုကိုတွေ့သွားခဲ့ပါတယ်ဒီနောက်မှာတော့ဝီလျံစီကိုတခြားဖုန်းခေါ်တစ်ခုဝင်လာတော့ဖုန်းချခဲ့ပေမဲ့အဲဒီကစပီကာကနေသူတို့ပြောနေတာတွေကိုကြားခဲ့ရပြီးတော့ဝီလျံကဆရာဝန်တယောက်မှန်တီးသွားခဲ့ပါတယ် ဲဒီနောက်မှာတော့ဝီလျံကသွားရတော့မယ့်အကြောင်းပြောခဲ့ပြီးဝရန်နာကလူကထွက်သွားတော့အက်ဒီကသူမှန်းတီသွားခဲ့ပါတယ်ဝီလျံထွက်သွားတဲ့အခါမှာတော့အက်ဒီကကင်မရာကိုလက်ကလေးထောင်ပြခဲ့ပေမဲ့ဘာမှမဖြစ်တော့ဝီလျံကသူ့ကိုကြည့်မနေတော့မှန်းတီသွားခဲ့ပြီးတော့အန်ကွက်ကိုဖွင့်ကပါလဲဆိုတာကိုစမ်းစစ်ဖို့အတွက်အဲ့ဒီထဲကစားကြက်ပြားတွေကိုတပ်ပုံရိုက်ခဲ့ပါတယ် ိုင်တော့သူကလက်နဲ့ခလုတ်ကိုလမ်းနှိပ်ခဲ့ပေမဲ့သူ့လက်ချောင်းတွေကိုပဲထိခိုက်သွားခဲ့ပါတယ်။သူထထကြိုးစားနေတာကိုဝီလျံကပြန်ယူလာတဲ့ခါမှာတော့တွေ့သွားတဲ့အတွက်ဒါလက်အောင်လောက်ခံခဲ့ရပါတယ်။နောက်တစ်မှာတော့အက်ဒီကရှေးခုံမှာထိုင်ကအနားယူခြင်းအောင်စောင့်နေခဲ့ပေမဲ့သူ့ခြေထောက်နဲ့အန်ကွယ်ထဲကခလုတ်ကိုနှိပ်ဖို့ကြိုးစားနေခဲ့ပါတယ်။နောက်နေ့တည်းတာကုံဆုံးသွားခဲ့ပြီးတော့သူ့ခန္ဓာကိုယ်လည်းအားနဲ့လာတဲ့အတွက်သူ့ဘာသာသူသေးပြန်တောက်ခဲ့ရပြီးတော့အဲဒီညမှာတော့သူ့ခြေထောက်နဲ့ခလုတ်ကိုနှိပ်လိုက်နိုင်ကကားကိုဆက်နိုးနိုင်ခဲ့ပါတယ်။အဲဒီနောက်သူက driver ခုံပေါ်ကိုပြောင်းထိုင်ကမောင်းထွက်ခဲ့ပေမဲ့မိနစ်ပိုင်းအတွင်းမှာပဲရက်သွားခဲ့ပြီးတော့ဝီလျံကဖုန်းဆက်လောင်ပြောင်းကကားကိုထိန်းချုပ်မောင်းနေခဲ့ပါတယ်။ ကားကလမ်းမတွေပေါ်သွားနေတော့မှာပဲဝီလျံကသချင်းထက်ဖွင့်ကနယူးယောက်မြို့မှာပြစ်မှုတွေများလာတဲ့အတွက်လူတွေကကြောက်တရားနဲ့ပဲနေနေရတဲ့အကြောင်းပြောခဲ့ပါတယ်ကားကချိန်မြန်လာတော့အက်ဒီကတုံ့လောက်သွားခဲ့ပြီးနောက်ဆုံးမှလူစိုးနှစ်ယောက်ကလူတစ်ယောက်ကိုရိုက်နေတဲ့လမ်းကြားထဲမှာရက်သွားခဲ့ပါတယ်ဝီလျံကကားမေးဖွင့်ကဟွန်တီးလိုက်တဲ့အခါမှာတော့လူစိုးတို့ကောင်ကသူအင်ဂျီကိုမြှောက်ပြတာတနက်ပါတာကိုပြခဲ့ပါတယ်ဒီလူရဲ့တုံ့ပြန်မှုကိုဝီလျံတယောက်ယင်နေရင်းနဲ့ကားကအဲ့ဒီလူကိုတက်တက်ဝင်တိုက်လိုက်တော့ ောက်တစ်ယောက်ကနောက်ပြန်ပြစ်ကပြေးခဲ့ပေမဲ့လည်းကားမှန်ကကြီးကမှန်နေဖြစ်နေခဲ့ပါတယ်။ကားကနောက်ကနေစတိုက်လိုက်နေခဲ့ပြီးတော့လူစုကမြေချေဖြတ်ဖို့အတွက်လမ်းကြားလေးကိုချိုးဝင်ခဲ့ပေမဲ့လည်းအပိတ်ကြီးဖြစ်နေခဲ့ပါတယ်။ဝီလျံကကားကိုချိန်တင်ကလူစုကိုဝင်တိုက်ပြစ်ခဲ့ပါတယ်။လူစိုးကပြန်ထလာတဲ့အခါမှာတော့ကားကမထနိုင်တော့တဲ့အထီကိုထပ်တိုက်ခဲ့ပါတယ်။အဲဒီတယောက်လဲဝီလျံကိုအော်ပြောကတားခဲ့ပြီးတော့ကားကပြန်လှည့်လာခဲ့ပေမဲ့ဝီလျံကသူ့ကိုနောက်နေတာဖြစ်ကကားနဲ့လူစိုးကောင်းကိုတက်ကြိတ်ခဲ့ပါတယ်။ဒေါသထွက်သွားတဲ့အဲဒီတယောက်လဲဝီယူဝါစကားတွေနဲ့အော်ဟစ်နေတော့ဝီလျံကသချင်းဖွင့်ပေးပြီးတော့ကားကိုလမ်းမပေါ်ကိုပြန်တက်ခဲ့ပါတယ်။ ကားကလည်းတော်တော်မြန်နေခဲ့ပြီးတော့တခြားကားတွေကိုပုတ်ကတီကာလေးရှောင်းကကားပါကင်တိုက်တစ်ခုတည်းကိုဝင်ပြီးတော့ခေါမိုးတက်တီကိုအမြန်တက်လာခဲ့ပါတယ်။ခေါမိုးတက်ရောက်မှကားကပုံမြန်လာကစွန်းကိုသွားနေတာတွေ့တော့အဒီတယောက်တုံလို့သွားခဲ့ပေမဲ့ကားကအနားရောက်မှရက်သွားကအဒီကခေါင်းကိုခိုင်းပြီးပြီးတော့တတိလက်သွားခဲ့ပါတယ်။မနေ့ရောက်တဲ့အခါမှာတော့အဒီကမြို့ထဲမှာပတ်မောင်းနေတဲ့ကားထဲမှာနိုးလာခဲ့ပြီးတော့ ်ဝီလျံကအဲဒီမိသားစုစီကိုတွားကာ NGO ရောင်းဆောင်ပြီးတော့စာရကိုကြောင်းလိုက်ပို့ခဲ့တဲ့အကြောင်းပြောခဲ့ပါတယ်။အဲဒီကသူ့ရဲ့မိမစီကိုကြွေးတင်နေတဲ့အတွက်ဝီလျံကဆူခဲ့ပြီးကားကကြောင်းရှိမှရက်သွားကာစာရထွက်လာတာတွေ့တော့အဲဒီကကြောက်လန့်သွားခဲ့ပါတယ်။စာရတယောက်လဲအင်ကိုတယောက်ထဲပဲပြန်ခဲ့ပြီးတော့ကားကသူ့နောက်ကိုလိုက်ကာဘေးကနေဖြတ်တိုက်မိမလို့ဖြစ်သွားခဲ့ပါတယ်။စာရတယောက်လဲသူ့နောက်ကိုလိုက်နေတဲ့ကားကိုတတိထားမိသွားတော့စကူတာကိုအမြန်စီးနေတော့အဲဒီကငိုပြီးတော့တောင်းပန်ခဲ့ပါတယ်။ဒါကဝီလျံအတွက်မလုံလောက်ခဲ့ပဲနဲ့ကားကိုအချိန်ထက်တင်လိုက်တော့ တားဖို့အတွက်အဒီကတနက်နဲ့ကိုကိုကိုတက်တည်ဖို့လုပ်ခဲ့ပေမဲ့ကြီးကကုန်နေခဲ့ပါတယ်။ဝီလျံကကားနဲ့ဆာရာကိုမတိုက်မိခင်အချိန်မီလေးရှောင်လိုက်ပြီးတော့ကြီးစံတွေထုတ်ထားတဲ့အကြောင်းကိုလည်းပြောခဲ့ပါတယ်။အဲဒီနောက်မှာတော့ဝီလျံကစနစ်ကိုမကြိုက်တဲ့အကြောင်းပြောနေတော့အဒီကတော့နှုတ်ဆက်နေခဲ့ပြီးတော့ညာရောက်လာတော့အဒီကပောက်ကွဲလာခဲ့ပါတယ်။သူကကင်မရာတွေအကုန်လုံးကိုဖြစ်စီပစ်ကတက်ဘလက်ကိုလည်းသုံးမရအောင်ကန်ပစ်ခဲ့ပါတယ်။ ားကရံမသွားတော့အဲဒီကစာရပုံကိုကြည့်ရင်းနဲ့အဖေကောင်းတယောက်မဖြစ်နိုင်တဲ့အတွက်တောင်းပန်ရင်းနဲ့ message ချန်ထားခဲ့ပါတယ်။ကံမကောင်းစာပဲကားထဲမှာ line မရတဲ့အတွက်သူက message ကိုပို့မရခဲ့ပဲနဲ့ခဏကြာတော့ကားကတခြားပါကင်တစ်ခုမှရက်က brain bomb man ကိုချလိုက်တော့ William ကလာနှုတ်ဆက်ခဲ့ပါတယ်။အဲဒီကဒေါသရကြီးနဲ့တိုက်ခဲ့ဖို့ကြိုးစားခဲ့ပေမဲ့လည်း William ကသူ့ကိုတက်လိုက်အောင်လုပ်ခဲ့တဲ့အတွက်သူကငြိမ်ချသွားခဲ့ပါတယ်။အဲဒီကအထင်မှအိပထားတဲ့အတွက်ထွက်နေတဲ့အနံစိုးတွေကိုရီမွေးဖြန်းလိုက်ပြီးတော့ William ကအဲဒီကိုကြိုးတွေပေးကသူ့လက်ကိုချီခိုင်းခဲ့ပါတယ်။ အစားတော့အဲဒီကညင်ခဲ့ပေမဲ့ဝီလျံက short ထပ်တိုက်လိုက်တဲ့အခါမှာတော့လိုက်နာခဲ့ရပါတယ်။အဲဒီလက်တွေကကားထဲမှာကြီးပြီးသွားတဲ့အခါမှာတော့ဝီလျံကကားထဲကိုဝင်လာကနောက်ကုံမှာအိတ်တလုံးထားခဲ့ပါတယ်။ တနက်တဲကိုကြီးစံဖြည့်ပြီးတော့ဝီလျံကအဲဒီကိုဆက်လိုက်တိုက်ကစားဖို့ခြေလေးတွေလည်းပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကတခြင်းဖွင့်ကထွက်သွားခဲ့ပါတယ်။လမ်းမှာတော့အဲဒီကဝီလျံကိုသူသမီးကြောင်းမေးခဲ့ပြီးတော့ကားဒက်ဘုတ်နဲ့ခေါင်းနဲ့စောင့်နေတော့ကားရက်ခဲ့ရပါတယ်။ဝီလျံကလည်းသူသမီးကသူ့ကားကိုခိုးဖို့လာတဲ့တကိုးတွေလက်ချက်နဲ့ပဲတီသွားခဲ့တဲ့အကြောင်းကိုရှင်းပြခဲ့ပါတယ်။သူတို့ကတရားမျှတမှုကြောင့်ငင်းကုန်ကြရင်နဲ့ဝီလျံကအဲဒီကောင်းကိုတနက်နဲ့ချိန်ခဲ့ပါတယ်။ အဲဒီချိန်မှာပဲအက်ဒီကသူ့ကျောင်းနဲ့ခလုတ်ကိုနှိပ်ကကားကိုဆန်နှုတ်လိုက်တော့ကားကိုမထိန်နိုင်တော့ဘဲနဲ့တောင်စုံတစ်ခုပေါ်ကနေပြုတ်ကြကအက်ဒီက dashboard နဲ့တိုက်မိပြီးတော့နှကောင်းယူကျိုးသွားခဲ့ပါတယ် ဝီလျံကလည်းတနတ်ကိုမတော်တဆပြင်းမိသွားတော့ဂျီဇန်ကမန်ကိုပြန်ကန်ထွက်ကာသူ့ကိုပဲမှန်သွားခဲ့ပါလေ။တောင်စုံမိုကနေပြုတ်ကျပြီးတော့ကားကမျက်နှာကိုရောက်သွားကာသူတို့နှစ်ယောက်လုံးလည်းတတိလည်းနေခဲ့ပါလေ။မနေ့ရောက်တော့ကားထဲမှာလိုင်းဖြတ်ထားတာကအလုံးမလုံးတော့တဲ့အတွက်မက်ဆီကပို့ပြီးသားဖြစ်သွားခဲ့ပါလေ။အဲဒီကအရင်တတိယလာခဲ့ပြီးတော့သူ့လက်ကိုချီထားတဲ့ကြိုးတွေကိုဖြုတ်နေခဲ့ပါလေ။ဝီလျံတို့လာတဲ့အချိန်မှာတော့သူကကြိုးပြင်နိုင်ခဲ့ပြီးတော့နှစ်ယောက်သားထိုးခဲ့ကြပါလေ။အောင်းနေတဲ့ဒေါသတွေကြောင့်အဲဒီကဝီလျံကိုထိုးချိန်နိုင်ခဲ့ပြီးတော့တနတ်နဲ့ပြစ်တော့မယ့်အချိန်မှာဇာရာစီကနေဖုန်းဝင်လာခဲ့ပါလေ။ဝီလျံကဖုန်းကန်ခိုင်းခဲ့ပြီးတော့ဇာရာကလည်းသူ့ဖေစီကမက်ဆီကိုရတဲ့ ဲ့အတွက်စိတ်ပူနေကြောင်းပြောခဲ့ပါတယ်။အဲဒီကလည်းသူစင်ပြေကြောင်းပြောကနောက်ကျရင်ကြောင်းလာကြုံမယ်လို့ပြောခဲ့ပါတယ်။ရော်ဒီယက်ကားအင်ဂျင်ကမီးဆွဲလာခဲ့ပြီးတော့အဲဒီကဝီလျံကိုတကားဖွင့်ခိုင်းခဲ့ပေမဲ့ဝီလျံကပြောစရာကောင်းတဲ့ကြောင်းပြောကတည်သွားခဲ့ပါတယ်။အဲဒီတော့လည်းဝီလျံအိတ်ထဲကိုကြီးလိုက်တဲ့အခါမှာတော့တူတလက်ကိုတွေးတော့ဘရင်ပေါ့မှန်ကိုခွဲနိုင်သွားခဲ့ပါတယ်။ အဲဒီကားကားမပေါက်ခွဲခင်အချိန်မီလေးမှာကားတွေကနေထွက်လာနိုင်ခဲ့ပြီးတော့စူဂျေးပေါက်တဲ့ဒီလက်မတ်ကိုယူကာဝီလျံလောင်းကိုတော့မိထဲမှာမီးလောင်ကျွမ်းသွားအောင်ထားပြီးတော့ထွက်လာခဲ့ပါတယ်။သူကလမ်းမပေါက်ရောက်တော့ကားတစ်စီးကတန်ရာရနေတဲ့သူကိုတွေ့ပြီးတော့လမ်းကြုံတင်ခေါ်ခဲ့ပါတယ်။နောက်တစ်ခါမှာတော့အဲဒီကဘန်ကားကိုသွားယူခဲ့ပြီမယ်လေ။စစ်ပင်ဆရာကလက်ဆက်တက်နေတော့မှဖြစ်ပါတယ်။နောက်မကြခြင်းတဲ့အတွက်အဲဒီကတော့ကားကိုရောင်းကစပိန်တစ်စီးနဲ့အကြောင်းကြိုသွားခဲ့ပြီးတော့ဆာရာကိုတွေ့တော့ပွေဖက်ထားခဲ့ပါတယ်။ဇလန်လီကတော့ဒါပါပဲခင်ဗျ။ကြီးစုပေးခဲ့တဲ့ပရိသတ်ကြီးတို့ကိုလည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။